ွှေဘော်ကျွန်းဆရာတော်ဘုရားကြီးရဲ့28ရက်တရဏဂုံပရိစိတ်ကျင့်စဉ်မင်္ဂလာပါဒီဒီကဓမ္မမိတ်ဆွေတွေကိုအခက်ခဲအမျိုးမျိုးဘေးရန်အမျိုးမျိုးပြဿနာအမျိုးမျိုးတို့ကနေလွတ်ကင်းစေနိုင်ပြီးချမ်းသာသူကရရှိစေနိုင်မဲ့ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးရဲ့28ရက်တရဏဂုံပရိစိတ်ကျင့်စဉ်ကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကမေယပညာရှင် channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လေးပြုလုပ်ပေးခဲ့ပြီးဗီဒီယိုအစ်စ်တင်တိုင်းသိရအောင် ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်အခုပြောပြပေးမယ့်ကျင့်စဉ်ကိုလှုပ်ဆောင်ဖို့တော့ပရိမစိတ်မီအရင်ဆုံးဖះရှိခိုး၅ပါးတီလာခံယူစောက်တည်ပြီးအနန္တ၅ပါးကိုရှ िख ိုးကြတော့ခြင်းမေတ္တာဘာဝနာပွားများခြင်းနဲ့အမြတ်ဝေခြင်းတို့ကို ပြုလုပ်ပြီးမှသာဘေးစိတ်ကျင့်စဉ်ကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ဒါအပြင်ဒီကျင့်စဉ်လှုပ်ဆောင်နေစဉ်ကာလအတွင်းမှာမဲသားကြွဲသားဝတ်သားတွေဖြင့်အရက်သေးသားတောက်စားခြင်းတွေကိုလည်းလွတ်ကင်းအောင် ရှောင်ကျင်ပြီးရုံရင်းကျန်းတဲ့စကားတွေကိုလည်းမပြောဆိုမိစေဖို့အတွက်ဂိူးတဆိုင်နဲ့ရှောင်ကျင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဒီကျင့်စဉ်လှုပ်ဆောင်နေစဉ်အတွင်းအထူးသတိပြုရမှာကတော့အန္တရာယ်ကင်းရေးစီးပွားရေးနဲ့တရားဥပဒေရရှိရေးတို့ကိုဟန်တားနှောက်ရှက်တတ်တဲ့မာမာနစိတ်ထောင်လွှားတက်ကြွမှုကို ယ်ရှားထားဖို့ပဲဖြစ်ပါတယ်။ဒါပြင်အခုပြောပြပေးမယ်28ရက်တဏ္ဍာကိုပရိစိတ်ကျင့်စဉ်ကာလအတွင်းမှာအနန္တ၅ပါးနဲ့တကွမိမိထအတ္တကုံဝါကြီးရင်တဲ့သူတွေနဲ့မိမိအပေါ်ပြုခဲ့ဘူးသောကျေးဇူးရှိသူတို့ကိုကိုဖြင့်ပြင်မာခြင်းနှုတ်ဖြင့်ပြင်မာခြင်းတွေမရှိစေဖို့ကိုလည်းဂိဥ္စိုက်ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ဒီကျင့်စဉ်ဟာလုံဆောင်ရလွယ်ကူပြီးကျင့်စဉ်အောင်မြင်သွားတဲ့အခါမှာအခက်အခဲအမျိုးမျိုးဘေးရန်အမျိုးမျိုးပြဿနာအမျိုးမျိုးတို့ကနေလုကင်းစေနိုင်ပြီး ချမ်းသာဒုက္ခရရှိစေနိုင်မှာဖြစ်ပါတယ်၂၈ရက်တန်တကုံပရိစိတ်ကျင့်စဉ်ကိုလှုပ်ဆောင်မှုတော့မိမိရဲ့မွေးနေ့ကစတဲ့ပြီးတနေ့ကိုအလင်းနိုင်တတိုင်းနဲ့ကိုယ့်ရဲ့တိတိထွန်းညိပူဇော်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့စေတဲ့အခါမှာဒုတိယချိန်ဖြစ်အလင်းနိုင်နှစ်တိုင်းကိုနောက်ထပ်ကိုယ့်ရဲ့တိတိထွန်းညိပူဇော်ပေးရမှာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ပြီးကိုယ့်ရဲ့စေတဲ့နေ့မှာတတိယချိန်ဖြစ်အလင်းနိုင်သုံးနိုင်ကိုနောက်ဆုံးကိုယ့်ရဲ့မှာထွန်းညိပူဇော်ပေးရမှာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်တဲ့အခါမှာ ပြည့်ရရချမရှိစေပဲရပောင်း28ရက်တိတိပူဇော်ပေးရမှာဖြစ်ပါတယ်။ဒါ့အပြင်အလင်းနိုင်တွေကိုမီးပူဇော်တဲ့အခါမှာနနအိယာထချင်းလင်မန်းပေါ်မှာအလင်းနိုင်များစိုက်ပြီးလင်မန်းထဲကိုရေနှဲငယ်ထည့်ပြီးထွန်းညိပူဇော်ပေးရမှာဖြစ်ပါတယ်။အခုလိုမီးထွန်းညိပူဇော်ပေးတိုင်းမှာလဲနမောတေမာရဝိဇယလိုတရားရှိခောက်တိတိရွတ်ဆိုပေးရမှာဖြစ်ပါတယ်။နမောတေမာရဝိဇယရဲ့ပါဠိအထိပ္ပယ်ကတော့မန်စစ်တီအပေါင်းတို့ကို အောင်မြင်တော်မူပြီးတော့ ဘုရားရှင်ကိုရောမြတ်ကြီးအားရှစ်ကိုကရောပါကြီးအရှင်ဘုရားလို့အတိတ်ပဲရပါတယ်ဒီကျင့်စဉ်မစတင်ငင်မှာနေရာဌာနကိုတန်ရှင်းအောင်လှုပ်ဆောင်ပြီးအဝိတတဲခင်းကဒီအခင်းပေါ်မှာအလင်းနိုင်တိုင်းနဲ့ရေရောသုံးဖလားတို့ကိုကတ်လုပြီးငါးပါးတီလာစောက်တီချင်းမေတ္တာပွားများခြင်းတို့ကိုလှုပ်ဆောင်ပြီးမှသာပရိစိတ်ပေးရမှာဖြစ်ပါတယ်ရွှေဘော်ကျောင်းဆရာတော်ဘုရားကြီးရဲ့ပရိစိတ်ဤကျင့်စဉ်ရဗုဒ္ဓံတရဏံကိစ္စာမိပရိသုံးပတ်ဓမ္မံတရဏံကိစ္စာမိပရိသုံးပတ်တန်ခံတရဏံကိစ္စာမိပရိသုံးပတ်နဲ့ နောက်ဆုံးပရိသတ်ကိုတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိလို့အစာဆုံးသုံးပိုင်းစလုံးရွတ်ဆိုပြီးမှပရိသလုံးချပြီးတော့ပရိသတ်စိတ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့စုစုပေါင်းတရက်ကိုပရိဆက်ပတ်ရအောင်စိတ်ပေးရမှာဖြစ်ပါတယ်။ဒီပရိစိတ်ကျင့်စဉ်ကိုလှုပ်ဆောင်နေစဉ်အတော်တွင်မျက်စိဖွင့်ကြည့်ခြင်းစကားပြောဆိုခြင်းတွင်နဲ့အခြားတဏျာကိုထထွားခြင်းတို့ကိုလည်းလှုပ်ဆောင်ခြင်းမပြုပါဟုသစ္စာအတိတ်ကြံပြုပြီးမှပရိစိတ်ပေးရမှာဖြစ်ပါတယ်။ကျေးဇူးတော်ရှင် ရွှေဘော်ကျွန်းဆရာတော်ဗျာကြီးရဲ့ဩဝါဒကိုခံယူပြီး28ရက်တန်တကုံပရိစိတ်ကျင့်စဉ်ကိုကျင့်ဆောင်နေတဲ့ကာလအတောတွေမှာမိမိတို့နေရင်ကဘုရားရှင်မှာဘုရားအုပ်နှလုံးထားပေးပြီးလက်ရပတ်ရှိဘုရားအုပ်ကိုအောင်တပေပန်းများကတ်လူထားပေးပါအထိဘယ်ကတော့ယေဒနာ၃ပါးကိုရည်ညွှန်းကာကတ်လူပူဇော်ထားခြင်းဖြစ်ပါတယ်လက်ဝဲဘက်မှာရှိတဲ့ဘုရားအုပ်ကိုတော့တစ္ဆာပန်းများကတ်လူပူဇော်ထားပေးပါအထိဘယ်ကတော့အမိဖဆရာသမားများအတွက်ရည်ညွှန်းကာကတ်လူပူဇော်ထားခြင်းဖြစ်ပါတယ်ဒါအပြင် ဒီအဋ္ဌိဒံခြေစဉ်ကာလအတွင်းမှာမိမိတို့ရဲ့နေအင်းကဘုရားရှင်မှာပန်းရေချမ်းတွေကိုနေ့စဉ်နံနက်တစ်ချိန်ညနေပိုင်းတစ်ချိန်နဲ့တနေ့နှစ်ချိန်လဲလှယ်ပေးပါအခုပြောပြခဲ့တဲ့ရွှေဘော်ကျိုးဆရာတော်ဘုရားကြီးရဲ့28ရက်တရဏဂုံပရိစိတ်နီးခြေစဉ်ကိုရုံရုံကြည်ကြည်နဲ့လှူဆောင်မယ်ဆိုရင်ခက်ခဲမှုအမျိုးမျိုးဘေးရန်အမျိုးမျိုးပြဿနာအမျိုးမျိုးတို့ကနေကင်းလွတ်စေနိုင်ပြီးချမ်းသာသူကရရှိစေနိုင်မှာ ဖြစ်ပါတယ်ဒါပြင်အဋ္ဌိဒံ28ရက်ပြည့်တဲ့အခါမှာလည်း ဒီနေ့တိုင်းဆက်လက်စ조사အားထုတ်နိုင်ပါတယ်ဟုတ်ကဲ့ channel လေးကိုကြည့်ရှုအားပေးရတော့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ